လူငယ်ဖိုက်တာတန်းစင်ကတော့ပွဲထုခါနီမှာဒုက္ခပေါင်းများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်နော်အေဂျင့်ကိုဖြူဝေကသူ့ရဲ့နောက်ချောင်းကိုဂုံဖော်ထုတ်လိုက်တယ်တန်းစင်ကပတ်စံမဲ့ပြီးတော့သူနဲ့လမ်းခွဲလိုက်တာဖြစ်ကြောင်းဝမ်ချမ်ပီယံရှင်နဲ့စာချုပ်ရအောင်သူကလုပ်ပေးခဲ့ပေမဲ့စာချုပ်ရပြီးတာနဲ့သူနဲ့လမ်းခွဲခဲ့တဲ့အကြောင်းကိုတန်းစင်ရဲ့ရုံမှမှုပါ냐ဆိုပြီးတော့နောက်ချောင်းလှမ်းတယ်နော်အဲ့ဒါလေးခံရတယ်အခုတန်းစင်က ထူပွဲထိုးရဖို့အတွက်တပတ်တောင်မလိုတော့ဘူးဗျအဲ့ဒီချိန်မှာပဲအတန်းစင်ဟာမြန်မာပြည်တွင်းထဲမှာရှိတဲ့ငလင်တန်းတဲ့ဒေသတွေစီကိုကိုရံရာရောက်သွားရောက်ပြီးတော့အလူတန်းတွေပြီးလုံးပေးနေကြတာလေးဖြစ်ပါတယ်နော်ဒီလောက်ထက်ထိထူပွဲနီးတာထောင်မှာအတန်းစင်ကခန္ဓာကိုယ်ကြမ်းခိုင်မှုပိုင်းဆိုင်ရာမှာနော်ထိခိုက်နိုင်တဲ့အခြေအနေအများကြီးရှိတာတော့မှာအတန်းစင်ကအရေးဆုံးပြီးတော့ငလင်တန်းတဲ့ပြည်သူတွေကိုသွားရောက်လူတန်းပေးနေတာပဲဖြစ်ပါတယ် အခုစိတ်မကောင်းစရာသတင်းကြားတယ်အဲ့ဒါကတော့တန်းစင်ကအလူပေးရင်လည်း okay နဲ့ ठी လို့သူရဲ့ခြေတော်အနာရသွားတယ်ပေါ့ဗျာကျွန်တော်ပရိသတ်တွေကတော့စိုးရင်လည်းတန်းစင်ပွဲထိုးရမှာကဘလောက်မှမလို့တော့ဘူး AP လာဆက်ရှိရင်နေ1 Friday Vice 105မှာအဲ့ဒီမှာထိုးရမှာပဲဖြစ်ပါတယ်တပတ်တောင်မလို့တော့ဘူးစရိုက်ကကျတော့ဒီပြိုင်ပွဲကသူ့အတွက်အရန်ကမှအရေးကြီးတဲ့ပွဲဖြစ်တယ်သူအနေနဲ့ဆက်တိုက်၃ပွဲမြောက်ရှုံးလို့မရတော့ဘူးဒီပွဲကသူ့အတွက်အရန်ကိုအရေးကြီးတာဖြစ်တယ်။ဒီတစ်ခါကျတော့သူထိုးရမယ်သူရဲ့ပြိုင်ဘက်က Festival Cup ဖြစ်တယ်။သူက World Championship မှာနောက်ဆုံးလေးပွဲဆက်တိုက်ရှုံးထားပေမဲ့သူရှုံးခဲ့တဲ့ fighter တွေကတကယ်ကိုမှထိတဲ့ fighter တွေကြီးပဲဆိုတော့သန်းစင်ထက်အတွေ့အကြုံရင်းနေနော်တွေ့ကြုံမြင့်တယ်ဆိုတော့သန်းစင်အတွက်ကတတိချေချာကိုလေ့ကျင့်ပြင်ဆင်ရမယ့်အချိန်ပဲဒါမဲ့တပတ်လိုပါပဲသန်းစင်ဟာဂလင်တန်တဲ့ပြည်သူတွေကိုကိုကိုယ်တိုင်သွားရောက်လူတန်းနေခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒိုင်ယာလေးရတယ်ဆိုတော့ပရိသတ်တွေကစိတ်ပူနေကြပြီးတော့ တန်းစင်နေတဲ့အကောင်းဆုံးပြန်လာဖို့တော့ပြည်သက်တကပြောလေးနေချလေးဖြစ်ပါရယ်ဗျာတန်းစင်ဒန်ယာကနေမြန်တက်တာပြီးတော့ဒီပြိုင်ပွဲမှာအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်တယ်ဒန်ယာကလေကြီးကြီးမားမားဘုတ်ဘူးလို့ယုံကြည်တယ်အကောင်းဆုံးလုပ်ပြနိုင်ပါစေတန်းစင်